လာရှုံမျိုးကအကြံဖက်စစ်ကောင်စီရဲ့အရှိမြောင်တိုင်စစ်ဒါနချုပ်ကိုဆုံရှုံပြီးတဲ့နောက်အမတ်နဲ့ကစထမှုဒုဗိုလ်ချုပ်ကြီးနန်းနိုင်ဦးနဲ့ကကဆက်ညှို့မှုဗိုလ်ချုပ်ရဲမြင့်နိုင်ဆိုသူတို့ကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပြန်ပြီလို့စီဒီအမ်ဗိုလ်ကြီးဇေယောကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီချက်စစ်မှာရမခတိုင်းစစ်ဌာနချုပ်ကြီးကြာသွားတော့လက်ရှိတိုင်းမူဟောင်းနဲ့အရာရှိကြီးဘိုင်းတွေလည်းမဟာမိတ်တပ်တွေစီမှာအဖမ်းခံလိုက်ရတာတွေဖြစ်နေတဲ့အချိန်တဖက်ကစစ်ကူလွှတ်လိုက်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကလည်း စီယုံကျုံနဲ့အဆက်အသွယ်ပြတ်တောက်ဓာတ်တွေဖြစ်သွားတဲ့အတွက်စီယုံကစစ်ဘိုလ်ချုပ်တွေပါဝင်အကြမ်းဖက်မင်းအွန်လိုင်းကပါစိတ်ဆိုးသွားကြတယ်လို့သိရတယ်လို့မြေပြင်ကဗိုလ်မှုတွေအရာရှိတွေဟာလည်းသူတို့ကိုယ်တိုင်တော့အသက်ရှင်ဖို့မနှဲယုံကန်နေရတဲ့အခြေအနေတွေဖြစ်နေတဲ့အတွက်ရမကကိုမရောက်နိုင်မဲ့အဆက်အသွယ်ပါပြတ်တောက်သွားတာကြောင့်နောက်ဆုံးမှာတော့စေကောင်းစီကအဲ့ဒီကဆတ်ထမှုဒူဘိုချုပ်ကြီးနိုင်နိုင်ဦးနဲ့ကကဆတ်ညွတ်မှုဘိုချုပ်ရဲမျက်နှာဆိုသူတို့ကိုပြန်ပြီးဖန်ဆီးလိုက်ပြန်တယ်လို့စီဒီယံဘိုကြီးစင်ယောကရှင်းပြထားပါတယ် အဲ့ဒီလိုအကျန့်ဖက်မင်းအွန်လိုင်းကသူသဘောမကျတဲ့သူတွေကိုရှာတုကနေဖယ်ရှားပြီးတဲ့နောက်ဆက်တွေ့ရင်ညွန်ကြားရေးမှုအစ်စ်အဖြစ်ဘုံမှုကျောက်ဇေတူရဆိုတဲ့သူကိုအစ်စ်ထက်ခန့်လိုက်ပြီးဒူဘိုကျောက်ကြီးနေလင်းအောင်ဆိုတဲ့သူကိုလည်းစစ်ဆေးရေးအရာရှိချုပ်ဆိုပြီးတော့အစ်စ်ခန့်လိုက်ပြန်တယ်လို့သိရပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲလတ်ရှုံမြုတ်ကအရှိမြောက်တိုင်စစ်ဌာနချုပ်ကြာဆုံးမှုအတွက်မင်းအွန်လိုင်းကိုခေါင်းဆောင်မဖြစ်တိုက်တဲ့သူဆိုပြီးမဘာသာနဲ့အမျိုးသားရေးအစွန်းရောက်တွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ် လာရှုရမခကြီးကြာဆုံးနေတဲ့အချိန်မှာအကျန်းဖတ်မင်းအွန်လိုင်းကနေပြည်တော်မှာရှိတဲ့အမျိုးသားပြတိုင်းနဲ့မိရထားဆက်ကောင်းဆက်ယုံကိုတွားရောက်လဲပတ်ကြည့်ရှုနေတဲ့အတွက်မဘာသားနဲ့အမျိုးသားအစွန်းရောက်ပြီကမင်းအွန်လိုင်းကိုခေါင်းဆောင်မဖြစ်တိုက်တဲ့သူအဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါတကောင်းစကွန်စစ်စင်ရဲ့ပထမလိုင်းမှာကတဲ့ကလောက်ကိုင်းကုန်းလုံးအပါဝင်ရှမ်းမြောက်ဒေသကမြို့နယ်အများစုကိုဆုံးရှုံးလိုက်ရပြီးတခုမှလည်းပြန်မရတဲ့အပြင် အခုဒုတိယ slide မှာပါနောင်ချိုးမိုးကုတ်မိုးမိတ်စင်ကူးမြို့တွေအပါအဝင်နောက်ဆုံးလာရှိုးမြို့နဲ့ရမခတိုက်စစ်ဌာနချုပ်ကြီးပါကြာသွားတဲ့အတွက်အကြံဖတ်စေကောင်းဆောင်မင်းအောင်လိုင်ဟာကောင်းဆောင်မဖြစ်တိုက်သူဆိုပြီးစစ်တထောက်ခံတဲ့မပ္ပတအမျိုးသားရေးဝါဒီတဦးကပြောထားပါတယ်တပကအမျိုးသားရေးအစွန်းရောက်တမားတဦးကလည်းရမခလိုတိုက်စစ်ဌာနချုပ်ကြီးကြာသွားတာဟာအင်မတန်ရှက်စရာကောင်းပြီမင်းအောင်လိုင်ကလှုပ်တဲ့လှုပ်တိုက်တာမလှုပ်ပဲဖျားရတကပဲလှုပ်နေတယ်လို့အခုလိုသူ့လက်ထက်မှာရမခကြီးကြာသွားတဲ့အတွက် မင်း online တို့တစ်ဖွဲ့လုံးနှုတ်ထွက်တင့်နေဆိုပြီးတော့ပါရုတ်တံ file နဲ့တကွဝေဖန်ပြောဆိုထားပါသေးတယ်ဒါပြင်အမျိုးသားရေးအစွန်းရောက်ဖုန်ကြီးဆိုတဲ့သူပေါက်ကိုတော်ကလည်းစစ်ကောင်းဆောင်မင်း online အနေနဲ့ပဒီစိတ်ဖျားတဲတာတွေရက်ပြီးစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့နဲ့ရှေ့ထဲမှာပြေနေကြတဲ့စစ်သားတွေအသက်ကိုငဲ့ကွက်ဖို့အပြင်ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတယ်နေပြည်တော်ကနေခလုတ်တစ်ချက်နှိမ့်ယုံပဲဆိုတာကလည်းဘာခလုတ်လဲနောက်ဆုံးမဲ့ခလုတ်လားဆိုပြီးပေါက်ကိုတော်ဆိုတဲ့သူကဝေဖန်ပြောဆိုထားပါတယ်ဒါပြင် တိုင်းသာလက်နက်ကင်တွေရဲ့နေရာတွေပြစ်မှတ်တွေကိုနေပြည်တော်ကနေခလုတ်တစ်ချက်နှိမ့်ယုံနဲ့ခြေမုံနိုင်တဲ့ဆိုတဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းအနေနဲ့အဲ့ဒီသူပြောတဲ့ခလုတ်ကြီးကဘယ်ထဲရောက်နေလို့မနှိမ့်သေးတာလဲဆိုပြီးတော့ပါမြို့သားရေးဆွမ်းရောက်မပုတုဆိုတဲ့သူကလည်းဝေဖန်ပြောဆိုထားပါသေးတယ်တစ်ဖက်ကမပသားနဲ့အမျိုးသားရေးအဆွမ်းရောက်ကြော်စိုးဦးဆိုတဲ့သူကလည်းသူ့ရဲ့ Telegram မှာလာရှိုးရမကကြီးကြာဆုံးသွားတဲ့ဗီဒီယိုတွေနဲ့အလောင်းပုံတွေကိုပါမျှဝေပြီးတောက်လျှောက်ဆိုသလိုစစ်တပ်ကိုဝေဖန်ပြောဆိုရေးသားထားပါသေးတယ်ခင်ဗျ ဒီတခါချင်းပြည်နယ်ဘက်မှာတော့ထန်ကလန်မြို့ကအချက်ဖက်စစ်ကောင်စီရဲ့မြို့ဆောင်တပ်စခန်းကုန်းကိုချင်းတော်လိုင်းရဲ့တပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲအပိသက်သိမ့်ပိုက်ရရှိသွားပြီမကြခင်ထန်ကလန်မြို့ကိုသိမ့်ပိုက်နိုင်တော့မယ်လို့လဲစီဒီအက်ထန်ကလန်ရဲ့တာဝန်ရှိတဲ့သူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီထန်ကလန်မြို့ကအချက်ဖက်စစ်ကောင်စီရဲ့မြို့ဆောင်တပ်စခန်းကုန်းကြီးကိုဩဂလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းတော်လိုင်းရဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ရမှာဒီကနေ့မနက်ပိုင်းမှာတော့စခန်းကုန်းကြီးတစ်ခုလုံးကိုအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ် အဲ့ဒီစကန်သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတေတဲ့သူတွေတော်တော်များတဲ့အပြင်ကျန်တဲ့စစ်သားတွေကလည်းဂစင်ကလေးရနဲ့ထွက်ပြေးသွားကြပြီးစကန်တွင်းကလက်နက်ခဲယမ်းတွေနဲ့တင်းစီရရှိထားတယ်လို့ CDF ထန်တလန်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီထန်တလန်မြို့သိမ့်တိုက်ပွဲကို CDF ထန်တလန် CDF ဟာခါ CDF မတူပြီးစတဲ့အဖွဲ့တွေတပါဝင်ချင်းတော်လိုင်းတပ်ဖွဲ့ပေါင်း15ဖွဲ့ကဇူလိုင်လ22ရက်နေ့ကနေစပြီးအတူတကွပူးပေါင်းတိုက်ခိုက်နေတာဖြစ်တဲ့အပြင်စစ်တပ်စကန်တွင်းကိုတခုပြီးတခုသိမ့်ပိုက်နေရင်းနဲ့ ဒီကနေ့မနက်မှာတော့အကြံဖက်စစ်ကောင်းစီရဲထန်တလန်မြို့ဆောင်တက်ကိုရရှိသွားပြီဖြစ်တာကြောင့်ထန်တလန်မြို့မှာလက်ကျန်တက်စကန်ငယ်တွေကိုတိမ့်ပိုက်ပြီးရင်တော့ထန်တလန်မြို့ကိုတိမ့်ပိုက်နိုင်တော့မှာဖြစ်တဲ့အတွက်ချင်းပြည်တပြည်လုံးပြည်သူလူထုလက်ထက်ကိုရောက်ခံနေပြီဆိုတဲ့အကြောင်းကိုပါပြည်သူတွေကိုအသိပေးခြင်းပါတယ်လို့လဲစီရဲထန်တလန်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါမန္တလေးတိုင်းဘက်မှာတော့ တောင်သာမြို့ကနေကားသုံးစီးနဲ့ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကဖြတ်အပြင်းမိုင်းတွေပါအုံပြုပြီးလမ်းကနေလက်နက်ငယ်တွေနဲ့ပါကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားသုံးဦးကတော့အသီးသီးသေကုန်ကြပြန်တဲ့အပြင်ကားတစ်စီးလည်းပျက်စီးသွားတယ်လို့တောင်သာမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကဇူလိုင်လ31ရက်နေ့ကပဲမန္တလေးတိုင်းတောင်သာမြို့ကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေပါကားသုံးစီးကိုတော်လိုင်းတက်တွေကဖြားအပြင်းမိုင်းတွေပါအုံပြုပြီး လမ်းကနေလက်နဲ့ငယ်တွေနဲ့ပါကြားဖြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းစကားတစည်းဟာမိုင်းမီပြီးထိုးရက်သွားတဲ့အချိန်တော်လည်ရေးတက်တွေကလက်နဲ့ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်ရမှာတော့ကားပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်သား၃ဦးလုံးသေကုန်ကြပြီအရှိကမောင်းတဲ့ကားကလုံးဝမရက်ဖဲမောင်းပြေးသွားတယ်လို့နောက်ကပါလာတဲ့ကားကလည်းအနောက်ပြန်လှည့်ပြီးမောင်းပြေးသွားပြီးမှနာရီကားတွေနဲ့တေသွားတဲ့စစ်သားတွေကိုလာတဲ့သွားကြတဲ့လူတောင်သာမြို့နယ်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတစ်ခါပကိုးတိုင်းဘက်မှာတော့ မေလံမြို့နယ်မှာကြည်လွဲတဲ့အဆောင်ရှိတဲ့သူဆိုပြီးနာမည်ကြီးနေတဲ့စစ်မှုထမ်းမှုလူသစ်လိုက်စုနေသူလက်နက်ကိုင်အုပ်ချုပ်ရေးမှုညွတ်မြိုင်ဆိုတဲ့သူကိုတော်လန်ရေးတပ်တွေကပြစ်ခတ်ရှင်းလင်းရမှာအပွဲချင်းပြီးကိုသေသွားတဲ့ပြစ်သူစီကနေတနက်တလက်နဲ့လက်ပစ်ပုံးနှလုံးကိုပါတင်းစီရရှိခဲ့တယ်လို့အုပ်ဖို့မြေအောက်ကြောက်ကြတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ9ရက်နေ့မနက်ပိုင်းမှာပဲမေလံမြို့နယ်မှာသူကိုယ်သူကြည်လွဲတဲ့အဆောင်ရှိတဲ့သူဆိုပြီး စစ်တပ်ကပေးထားတဲ့လက်နက်ကိုကင်ပြီးတော့စစ်မှုထမ်းဖို့လူငယ်တွေအတင်းအကျပ်လိုက်လံစုဆောင်းနေတဲ့ဘုဆိုင်ဘူးဂျေရွာအုပ်ချုပ်ရေးမှုညွတ်မြိုင်ဆိုတဲ့သူကိုအုပ်ဖို့မြေအောင်ပျောက်ကြရဲဘော်တွေကနေရွာထိပ်ကလမ်းမှာပဲပြစ်ခတ်ရှင်းနေရမှာကြည်စံ12ချက်မှန်ပြီးနေရမှာတဲ့ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါတယ်အဲ့ဒီနော်အုပ်ကြီးညွတ်မြိုင်စီကနေတနက်တလက်နဲ့လက်ပစ်ပုံးနှလုံးကိုပါတော်လန်ရေးရဲဘော်တွေကတင်စီရရှိခဲ့ပြီအဲ့ဒီအုပ်ကြီးညွတ်မြိုင်ဟာတော်လန်ရေးတပ်ဖွဲ့ရဲ့သတင်းတွေကိုလိုက်လံစုံစမ်းပြီးစစ်တပ်သတင်းပေးလုံနေုံနေမကား အကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းမှုလူငယ်တွေကိုအတင်းအကျပ်လိုက်စုနေသူဖြစ်တဲ့အပြင်စစ်တပ်အားကိုနေပြည်သူတွေကိုမတရားပြိနှိပ်ချိန်ချောက်နေုံနဲ့မကသူကိုယ်သူလဲကြည်လွဲတဲ့အဆောင်ရှိတဲ့ဆိုပြီးကြွေးကြော်ထားတဲ့သူဖြစ်တယ်လို့အခုတော့သေပြီလို့အုပ်ဖုံးမြေအောက်ကြောက်ချက်တဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအကြမ်းဖက်စစ်ကောင်စီကစီစစ်တင်းကျပ်နေပြီ PV နိုင်ငံကလက်မှတ်နဲ့ပြပထွက်တဲ့သူတွေကိုလည်းအချက်လက်မစုံရင်ပြပထွက်ခွင့်မပေးတာတွေအထိကြုံနေရတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတချို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် တချို့အလောက်ကိုင်း PJ ပတ်စနေခဏပြန်လာပြီးပြန်ထွက်ဖို့လုပ်တဲ့သူတွေဟာအသက်23နှစ်ကနေ32နှစ်အတွင်းရှိလို့ဆိုတာတွေရောအချက်လက်မစုံလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ပါလေစိတ်မှာပဲထွက်ခွင့်မပေးပဲအပိတ်ခံရတာတွေဖြစ်ပေါ်နေတယ်ဆိုပါလေအဲ့ဒီအတွက်ပြည်တွင်းကိုပြန်လာမဲ့သူတွေအနေနဲ့တတိထားစေခြင်းနဲ့အပြင်လက်ရှိပြည်တွင်းမှာနိုင်ငံကူးလက်မှတ် PJ ကနေအလဲပတ် PV အဖြစ်ပြောင်းလို့လည်းမရတော့ပဲပြပပြန်ထွက်ဖို့အရန်ကိုခက်ခဲနေကြပြီနိုင်ငံကူးလက်မှတ်ပြည်ကြီးကင်ထားတဲ့ပြပရောက်နေတဲ့သူတွေအနေနဲ့ အရေးပေါ်မဟုတ်ရင်တော့ပြည်တွင်းကိုပြန်လာဖို့တေချာစဉ်းစားပြီးမှဆုံးဖြတ်တင်တယ်လို့လဲပြည်ပအလုပ်ကိုင်အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်ကိုပြောထားပါတယ်။ဒါပြင်လက်ရှိအလဲပတ် PV နိုင်ငံကူးလက်မှတ်နဲ့တော့ရန်ကုန်လေစိတ်မှာပြည်ပထွက်မဲ့သူတွေကိုစစ်ကောင်စီရဲ့လက်ဝကကအသက်23နှစ်ကနေ32နှစ်အတွင်းရှိတဲ့အမျိုးသားတွေကိုစာရွက်စာတမ်းနဲ့အချက်လက်မစုံရင်ပြည်ပထွက်ခွင့်မပေးဘဲလေစိတ်ကနေလှည့်ပြန်ခိုင်းတာတွေရှိနေတယ်လို့စာရွက်စာတမ်းစုံတဲ့သူဆိုရင်တော့ငွေတောင်းခံရတဲ့သူတွေလည်းရှိနေတဲ့အတွက် စစ်ကောင်စီရဲ့လေစိတ်ကလဝကရဲနဲ့စစ်ထောက်တန်းရေးတွေရဲ့လှုပ်ချင်တယ်လို့လှုပ်နေတာကိုပြည်သူတွေခံနေရတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့ကပြောထားပါလိမ့်မယ်ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကလေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ